င်္ဂလာပါရှင် easy ban မိပါမေတို့ဒီနေ့ချက်သားငရုပ်ဘွားဆက်ချက်လေးချက်စားပါမယ်ဒီဟင်းတွင်မိကျင့်ရင်ပုံနှစ်ချမ်းနဲ့ငရုပ်ဘွားအနေငယ်ငရုပ်စီစိမ့်နဲ့ချက်သွန်ပြူငယ်ငယ်သုံးထားပါတယ်အရင်ဆုံးကျင့်ရင်ပုံလေးတွေကိုတုံးသိလေးတုံးထားလိုက်ပါမယ်ရှင်တုံးထားရဲ့ကျင့်ရင်ပုံလေးတွေကိုစနွေးနေ့နဲ့အသားမှုန်အနေငယ်စားအနေငယ်ထည့်ပါမယ်ပြီးရင်အနက်လေးပူမွေးသွားအောင်လို့မီရုံးငရုတ်ကောင်းလေးနေငယ်လေးထည့်ပါမယ် နောက်ဆုံးမှာမြန်မာငပြားရေးနေငေထည်ပြီးတော့အရသာဝင်ဝအောင်လို့တီချနှစ်နှစ်ဆက်ဆက်လေးနေပြီးခဏနှစ်ထားလိုက်ပါမယ်။ခုနကစက်တွန်ပြူလေးကိုမင်းတို့ပပလေးလှီလိုက်ပါမယ်။ဒီနေရာမှာငရုတ်တီးစိမ်ကိုအဆက်မစားခြင်းလို့ရှိရင်မထည့်လေရပါတယ်။ငရုတ်ပွားနေတဲ့ချက်နဲ့ဆိုလို့ရှိရင်တိတ်မဆက်တဲ့အတွက်ကြောင့်အဆက်ကြောက်တဲ့သူတွေအတွက်အဆင်ပြေပါတယ်။မင်းကတော့အဆက်ကလေးနေနေစားခြင်းတာမဟုတ်လို့မြူစိမ်လေးနေနေထည့်ချက်ထားပါတယ်။ငရုတ်တီးစိမ်လေးတွေကိုမင်းတို့ခလျားနေရှိလိုက်ကလေးပဲထက်ချန်ခွဲမှာပါ။ အဲ့ဒါဟင်းနဲ့ကိုငရုတ်တီးရဲ့အဆက်ပို့ပြီးတော့ဝင်နေပေါ့နော်ပပလီယာထက်ပို့ပြီးတော့လဲစားလို့ကောင်းပါတယ်ငရုတ်တီးစင်းလေးခွဲထားပြီးသွားပြီဆိုလို့ရှိရင်မေကိုအိုးရဲကိုစီလေးနေငယ်ထည့်ထားပါမယ်ပြီးသွားရင်ခုနကတော့ပပလီထားတဲ့စက်သွုံပြူလေးတွေကိုထည့်ပါမယ်ရှင် ချက်တုံပြူလေးစီတက်နေတဲ့အချိန်မှာမေလိုစနွေအနေငယ်လေးထပ်ထည့်ပါမယ်ချက်တုံလေးအရာလေးရင့်လာတဲ့ဒီမေလိုစီတက်ပြီးသွားရင်ဒီနေရာမှာငပိထည့်ခြင်းနေဆိုလို့ရှိရင်ပေါ့နော်ငပိလေးအနေငယ်ထည့်လို့ရပါတယ်မရတော့ဒီမှာငပိထည့်မထားပါဘူးအာပြီးရင်ဒီကုနာထပ်ချမ်းခွဲထားတဲ့မျိုးပြီးစိမ့်လေးကိုထည့်လိုက်လို့ရပါပြီ ။မရေကြီးစိတ်နဲ့စက်သွန်ပြူလေးတွေချီတက်နေပြီးွားလို့ရှိရင်မီကိုစက်သွန်ကြီးကြော်လေးထည့်ပါမယ်။အာမီကတော့စက်သွန်ကြီးကြော်သုံးတာပေါ့နော်စက်သွန်ကြီးကြော်မရှိဘူးဆိုလို့ရှိရင်ရိုးရိုးစက်သွန်ကြီးကိုပပလေးကြီးထည့်လို့လည်းရပါတယ်။ပြီးရင်အရက်မှနေထားတဲ့စက်သားလေးတွေကိုမီကိုထည့်ပြီးတော့တေချာလေးနှမ်းချက်အောင်ဝေးလိုက်ပါမယ်။ပြီးသွားရင်မီကိုအဖုံးကြီးခဏအုပ်ပြီးတော့ခဏတည်ထားပါမယ်။စက်သားလေးမှပါတဲ့ရည်ဒီခံသွားအောင်ပေါ့နော်။ဒီချိန်မှာမေရိုကငရုတ်ပွားတွေကို အညာလေးတွေခြွေပြီးတော့အနေတော်လေးပိုင်းဖြတ်ထားပါမယ်ရှင်။စတားကလုံးရည်လေးခန်းသွားပြီဆိုလို့ရှင်မိတို့ရည်လေးအနေငယ်ထည့်ပါမယ်။ရည်အများကြီးထည့်စရာမလိုပါဘူးရှင်။ရည်လေးနည်းနည်းဆိုရင်ရပါပြီ။အတုံးအသေးလေးတုံးထားတဲ့အတွက်ကြောင့်ရေအများကြီးမလိုပါဘူးရှင်။ပြီးတော့ရင်မေတို့အဖုံးလေးခဏလောက ပိတ်ထားလိုက်ပါမယ်။ခုဆိုလို့ရှိရင်တော့ချက်သားလေးလည်းနှူးသွားပြီပေါ့နော်။အာခုနကအနေတော့ပိုင်းဖြတ်ထားတဲ့ငရုပ်ပွားလေးကိုမျိုးချက်သားအိုးရုပ်ထည့်လိုက်ပါတော့မယ်။ချက်သားလေးနဲ့ငရုပ်ပွားလေးနဲ့နှံ့ဆက်သွားအောင်မှုပြီးသွားလို့ရှိရင်မျိုးရည်လေးအနေနဲ့ပြန်ထည့်ပါမယ်။ဒါတော့ငရုပ်ပွားလေးနည်းနည်းလေးနှူးဖို့အတွက်ပါ။ ခဏလောက်တည်ပြီးသွားပြီဆိုရင်တော့မီရူရဲ့စက်တန်းငယ်ဥပွားဆက်ချက်ကလေးရရသွားပါပြီရှင်ဒီဟင်းလေးကစီလေးအများကြီးမပါဘူးပြီးတော့လွယ်လွယ်ကူကူနဲ့အချိန်တိုအတွင်းမှာချက်လို့ရတယ်။မိချက်ကျွေးပူတဲ့မိရဲ့ညီမလေးဆိုလို့ရှိရင်အရန်ကြိုက်ပါတယ်။မိကတော့ဒီနေ့ဟင်းလေးကိုကစုံရွက်ချင်းဟင်းလေးနဲ့တွဲဆမှာပါ။အဲ့တော့အားလုံးလည်းလွယ်လွယ်ကူကူနဲ့ချက်လို့ရတဲ့ချက်သားငရုပ်ပွားဟင်းလေးကိုလိုက်ချက်ကြည့်ကြပါအောင်ရှင်။ မရတော့စားလိုက်ပါအောင်မယ်ဗီဒီယိုပြီးရဲ့ TGP ရဲ့အတွက်ကြောင်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်